အားလုံးနဲ့ထပ်တူကြခဲ့ပါတယ်လို့ပြောပြလာတဲ့ခင်ဝင်ပါအားလုံးပဲမင်္ဂလာပါရှင်အနုပညာလုပ်လေတွေမှာပြည်သူ့ရဲ့အားပေးမှုတွေကိုအပြေဝရရှိနေတဲ့မင်းသမီးလေးခင်ဝင်ပါကတော့အခုစရင်ဒီမှာ grind ကလင်ပေးတဲ့ပြည်သူတွေကို grind တွားရောက်လှူဒန်းထောက်ပံ့ပေးနေပြီဖြစ်ပြီး ရတအကျိုးပြုအလုပ်လုပ်ရမှာတော့တနေရာကနေပအဝင်လှူဒန်းပေးနေရကိုတွေ့ရပါတယ်။ခင်ဝဲဝါကတော့အခုလိုဖြစ်သွားတဲ့အခြေအနေတွေကသူကရိုင်းငငယ်တုန်းကနေကျုံတွေ့ခံစားဖူးခဲ့တာမို့အလုံးရဲ့အပေါ်မှာကိုချင်းစာမျိုးကြောင့်ပြပြလာခဲ့ပါတယ်။အခုဆိုရင်မင်းသမီးလေးခင်ဝဲဝါကအမရပူရတတာဦးစကိုင်းကနေနေရာလေးတွေကိုတမဂရိုင်းတွားရောက်ကလူတန်းထောက်ပံ့ပေးနေရဖြစ်ပြီးညလင်တန်းချောင်းပြိုကျပြည့်စည်သွားခဲ့ရတဲ့ဖုန်ချောင်းတွေကိုလည်းတအားရက်ဖက်ကနေလူတန်းကကုတူယူခဲ့ပါရယ်။ ခင်ဝင်းဝါကတော့ငလင်ပေတင့်ပြည်သူတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောလာခဲ့ပါတယ်ခင်ဝေဝါကဒီကနေ့မှာတော့အလုံးရဲ့ခန်းစာချန်နယ်ထပ်တူကြရတယ်။ဆုံရှုံသွားတဲ့မိသားစုဝင်တွေလည်းတော်တော်များပါတယ်။ကိုဂရိုင်းကလည်းနာဂိကိုခန်းစာဖို့တော့ဒီငလင်ကိုကိုကျင်းဆောင်မြပါတယ်။ဂရိုင်းကအခုလိုသွားလှူတန်းပြီးတော့အချင်းတွေကိုလည်းပို့သေးရတော့ပေါ့နော်။လိုအပ်တဲ့နေရာလေးတွေအတွက်တန်တိုင်းတလောက်ကူညီပေးသွားမှာပါ။အလုံးရဲ့ထပ်တူအစီအမကောင်ဖြစ်ရပါတယ်။အားတင်ထားကြပါလို့လည်းပြောချင်ပါတယ်ပေါ့နော်။ နောက်ထပ်လည်းအရေးပေါ်နေရာလေးတွေကိုလည်းကရိုင်သွားရောက်ထူထမ်းပေးမှာပါဆိုပြီးခင်ဝေဝါကပြောပြလာခဲ့ပါတယ်။မင်းသမီးလေးခင်ဝေဝါကတော့ငလင်ပင်တရဲ့ကြာရောက်ခဲ့ရတဲ့ဒေတာများရင်းစိရင်နဲ့ပြည်လဲထူထောင်ရေးအတွက်ဝေဝါမှာတိန်230ကျပ်မှတည်ပြီးကဲစိရုပ်ဖက်များကိုဆက်တွဲထူထမ်းပေးခဲ့ပါတယ်။ ခင်ဝင်းဝါကသူမရောက်ရှိခဲ့တဲ့မြေပြင်အခြေအနေကိုလည်းအခုလိုပဲပြပြလာခဲ့ပါတယ်။ခင်ဝင်းဝါကအခုရောက်နေတဲ့တရာဦးမှာတော့ပျက်စီးဆုံးရှုံးမှုလည်းများတယ်။လူတေအပြောက်လည်းရှိခဲ့တာပေါ့နော်။အိမ်တွေဆိုတော်တော်လေးကိုပျက်စီးသွားတာတမိသားစုလုံးမှဆိုရင်ကိုလီကြီးတယောက်ပဲဂျန်ခဲ့တာအဲ့လိုမျိုးတွေလည်းတွေ့ရတယ်။တကယ်ကိုစိတ်ထိခိုက်ကြေကွဲပွဲကောင်းပါတယ်။ ိုသွားတော့သူတို့လည်းရင်ဖွင့်ကြတယ်မျက်ရည်တောင်ကြားခဲ့ရတယ်ပေါ့နော်ဆိုပြီးခင်ဝင်းဝါကပြောပြလာခဲ့ပါတယ်အခုဆိုရင်ခင်ဝင်းဝါကတနိုင်တဲ့ဘက်ကနေကွညစ်ထောက်ပံ့ပေးနေပြီးဒုမဂရိုင်းသွားရောက်ကလူတန်းပေးနေပါတယ်ငလင်ပေကြောင့်တော်တော်များများပြည့်စုံဆုံးရှုံးခဲ့ရပြီးဘယ်ပေါင်းစုံအားသူတွေကလည်းနိုင်အားတဲ့ဘက်ကနေလူတန်းထောက်ပံ့ပေးနေကြပြီးဖြစ်ပါတယ်ခင်ဝင်းဝါကတော့အခုဆိုရင်အင်ချေ600ခန်းရှိတဲ့ကေဇေးအစ်စခန်းကိုသွားပြီးတော့စားတောက်စရာတွေလူတန်းပေးခဲ့ပြီးငွေသားပါထောက်ပံ့ပေးခဲ့ပါတယ် အမရပူရကပြောင်းစီသွားတဲ့ဖုန်ကြီးကြောင့်တက်ကွလေလွယ်အတာတွေပြိုပြင်ဖို့ဝထုံငွေကက်လူခဲ့ပါတယ်လို့လည်းခင်ဝင်းဝါကပြောပြလာခဲ့ပါတယ်။မြန်တမင်းလေးခင်ဝဲဝါကတော့ငလင်ပေးတဲ့နေရာတွေစီကိုဂရိုင်းတားရောက်ဖြစ်နေပြီးအခုလက်ရှိမှာတော့ပရာဟီတာလိုလီတွေကိုတပတ်တလန်ကနေဆောင်ရွက်ပေးနေလေရှိပါတယ် မင်းသမီးလေးခင်ဝင်းဝါကတော့အမှုပညာလုံးလေးတွေမှာအမျိုးမျိုးတွေကိုရရှိနေပြီးတော့အခုချိန်ထိလည်းအမှုပညာလုံးလေးတွေမှာပရိသတ်ရအပိဝိရမှုတွေကိုအပြေအဝရရှိနေရဖြစ်ပါတယ်။ဒီမှာကတော့အမှုပညာလုံးလေးတွေမှာစူးစမ်းလောက်ကိုင်းနေရင်အခုလိုငလင်ပေကြောင့်ပြည့်စည်ဆုံးရှုံးကြရတဲ့နေရာတွေကိုလည်းတစ်ဖက်တစ်လမ်းကနေကုညင်ပန့်ပိုးပေးနေပြီးနောက်ထပ်လည်းလိုအပ်တဲ့နေရာတွေအတွက်လည်းကုညင်ပေးသွားမယ်လို့လည်းပြောပြလောက်ခဲ့ပါတယ်။